လာရှိုးတွင်ပြိပခအတွင် လိမ်ပိုင်းဆိုင်ရာကြံဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးကြားမှခြေပြုအကြံဖက်မှုဆိုင်ရာအကြောင်းအရာများ အသိပညာပေးဆွေးနွေးပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့တွင်ပြိပခအတွင် လိမ်ပိုင်းဆိုင်ရာကြံဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးကြားမှခြေပြုအကြံဖက်မှုဆိုင်ရာအကြောင်းအရာများအသိပညာပေးဆွေးနွေးပွဲကို ယနေ့နေ့နဲ့ပိုင်းကခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီဝေကမ္မ၌ကျင်ပခဲ့ပါတယ်။ရေဦးစွာလာရှုခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌဥမျိုးမင်းထွန်းက အမှားစကားပြောကြားပြီးခရိုင်အမျိုးသမီးကော်မတီအတွင်းမှဒေါ်အေးဝင်းကပြည်ပခအတွင်းလိမ်မိုင်းဆိုင်ရာအကြံဖတ်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင့်ထည့်ဖော်မှုနှင့် တိုင်ကြားမှုရန်နေရာများအကြောင်း ကြားမှခြေပြုအကျန်းဖက်မှုဆိုင်ရာအကြောင်းအရာများအားဆွေးနွေးတင်ပြခဲ့ပါတယ်။ထို့နောက်တက်ရောက်လာကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည့်များအားမေးမြန်းဆွေးနွေးခဲ့ရာခရိုင်မျိုးသမီးအရာကော်မတီအတွင်းမှကပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။